မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့အနောက်ဆုံးရသတင်းသူသတင်းများကိုချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမယ်ဖြစ်ပါရရှင်။ယခုအခါပြမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကုလသမဂ္ဂနဲ့အာဆီယံကစစ်တပ်အကြမ်းဖက်မှုများရှရန်ထက်ခါတလဲလဲတောင်းဆိုသည့်ကြားမှာမြန်မာနိုင်ငံအခြေအနေပုံမှုဆော်ယိုလာပြီးပြည်သူများ၏စိတ်ရင်ဒုက္ခမှုအဆိုးရွားဆုံးဖြစ်လာဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ကုလသမဂ္ဂနဲ့အာဆီယံတို့ကစစ်တိတ်အကြမ်းဖက်မှုများရပ်တန့်ရန်ထပ်ခါတလဲလဲတောင်းဆိုခဲ့တော်လဲမြန်မာနိုင်ငံအခြေအနေမှာပုံမှုဆုပ်ယုပ်လာပြီးပြည်သူများ၏ဒုက္ခဆင်းရဲမှုမှာအဆိုးရွားဆုံးဖြစ်လာနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မောထွန်းကပြောဆိုသည်ဇွန်လ10ရက်နေ့ညယောင်မြို့ကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သည့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မှအထွေထွေညီလာခံမျက်နှာစုံကြီးအလို့တဘောအစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည် မြန်မာနိုင်ငံတွင်နိုင်ငံရေးလုံခြုံရေးစီးပွားရေးလူသားစာနာနှင့်လူအခွင့်အရေးအခြေအနေများသည်ဆိုးဝါးဆဲဖြစ်ပြီးပိုရွေးပင်ဆိုးရွားလာကြောင်းပြီးခဲ့သော၄နှစ်ကျော်ကာလအတွင်း၌မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်ကြီးကွဲဝဲအခြေအနေမှာပုံမှုဆိုးရွားလာသဖြင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်းတိတိတသားထိပါစေပြီးအရသာပြည်သူများကြုံတွေ့ခံစားရသည့်ဒုက္ခဆင်းရဲကအဆိုးဝါးဆုံးဖြစ်ကြောင်းဦးကျော်မို့ထွန်းကဆိုသည်စစ်တပ်ကအရသာပြည်သူများပေါ်ကျူးလွန်နေသည့်လေကြောင်းတိုက်ခိုက်မှုများနှင့်ဘုံကျဲခြင်းများကိုအပီးတိုင်ရတန်ရေးကလည်းအထူးရေးပါကြောင်းကုလ သမဂ္ဂနှင့်အာဆီယံတို့အနေဖြင့်အကြံဖတ်မှုများရပ်တန့်ရန်ထက်ကတလဲလဲတောင်းဆိုခဲ့ပြီးဖြစ်ကြောင်းတို့ဖြစ်ရာအဖွဲ့ဝင်နိုင်ငံများမှရာဇဝမှုကျွလွန်နေသည့်စက်ကောင်စီထံသို့လက်နက်ခဲယံလေရင်စီနှင့်ငွေကြေးထောက်ပံ့များပေးအပ်နေခြင်းကိုချက်ချင်းရပ်တန့်ရန်တိုက်တွန်းသောစေအုပ်စုထံသို့ထားရိုက်ဖြစ်စေ၊သွေးဝါးရေးဖြစ်စေပုံစံမျိုးမျိုးဖြင့်ပေးအပ်နေသည့်အကူအညီများကစစ်တပ်အားမြန်မာနိုင်ငံရှိအရဲသားပြည်သူများအားထက်မှန်တက်ဖြဲရန်ခွင့်ပြုပေးရရောက်သည်မှာရှင်းလင်းမြင်သာကြောင်း၎င်းကကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံသို့ပြောဆိုသည်မြန်မာပြည်သူ များအနေဖြင့်အကြံပတ်စတေးတက်ဖြတ်ခြင်းမတရားဖန်ဆီးခြုံနှောင်ခြင်းအတင်းကျပ်တသားစုဆောင်ခြင်းလိမ်ပိုင်းဆိုင်ရာအကြံဖတ်မှုအတင်းကျပ်ပြောက်ွယ်စေမှုတရားလွတ်လပ်စီရင်ခြင်းများနဲ့လေးဆောင်ပုံကျဲတက်ခိုင်မှုစသဖြင့်လက်မခံနိုင်အောင်ဆိုးဝါးသည့်ရက်ဆက်ကြံ့ကြုံမှုများကြောင်းနေစဉ်နှင့်အမျှအကြောက်တရားအောက်တွင်နေထိုင်နေရကြောင်းမြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်အခြေတဲကိုအလင်းအမြန်ထိရောက်စွာဖြေရှင်းခြင်းအပြင်မြန်မာပြည်သူများ၏အသက်အိုးအိမ်နှင့်အနာဂတ်တို့ကိုကယ်တင်ရန်လိုအပ်ကြောင်းတမန်ကြီးကနိုင်ငံတကာသို့ရှင်းပြသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများအရေးပေါ်လိုအပ်လျက်ရှိသူများထံလူသားချင်းစာနာကူညီများတည်ရောက်စွာပို့ဆောင်ရေးကပင်မလိုအပ်ချက်ဖြစ်ကြောင်းစစ်တမ်းမှာအရသာပြည်သူများအပေါ်ကျွလွန်နေသည့်လေးချောင်းတက်ခဲမှုများနဲ့ပုံချေမှုများကိုအပီးတိုင်ရက်တန်ရေးကလည်းအထူးအရေးပါကြောင်းဆဲအုပ်စု၏အတူရောင်ရွှေကောက်ပွဲအားညင်ပေကန့်ကွက်ခြင်းကအဓိကကြကြောင်း၎င်းကပြောဆိုခဲ့သည် ကုလသမဂ္ဂအနေဖြင့်အရသာပြည်သူများအကာအကွယ်ပေးရန်နှင့်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအားထိန်းသိမ်းရန်တာဝန်ရွေသောအခမ်းအကဏ္ဍမှပါဝင်ရန်လိုအပ်ကြောင်းထိရောက်မှုရှိပြီးပြည်သူလိုအပ်ချက်ကိုဗဟုပြုသောဒေသတွင်းအဖွဲ့အစည်းများနှင့်အိန္ဒိယနိုင်ငံများ၏အခမ်းအကဏ္ဍကလည်းအရေးပါကြောင်းမြန်မာနိုင်ငံ၏အနာဂတ်နှင့်သက်ဆိုင်သည့်အမည်သို့သောအလုံးပါဝင်သည့်တွဲဆောင်ဆွေးနွေးမှုမဆိုပြည်သူများ၏ဆန္ဒနှင့်အကျိုးစီးပွားနှင့်ကိုက်ညီရန်လိုအပ်ကြောင်းတမ်မက်ကြီးကထောက်ပြပြောဆိုသည် ဆလန့်တင်ဆက်ပေးမယ့်တရင်ချောင်းရကတော့ပျောက်ကြားအုတ်ထုတ်ဆောင်သူတွေကရွှေလူလူငယ်တွေကိုအနိုင်ကျင့်နေရှုပ်တန်းထပ်ပေါ်လာရှုပ်တန်းချပြီးပြည်သူအများစုဒေါသထွက်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ့်ရှင် ပြောင်ကျောင်းအုပ်ထုတ်ဆောင်လာတဲ့လူငယ်တွေကရွှေရူလူငယ်တွေကိုလိုင်းလံအနိုင်ကျင့်တဲ့ရုပ်သံထပ်ပေါ်လာပြီးပြည်သူတွေတော်သားထွက်နေကြပါတယ်။မန္တလေးမှာဖြစ်ပွားခဲ့တဲ့အဲဒီရုပ်သံမှာလူငယ်၄ယောက်စီလာတဲ့ဆိုင်ငယ်နောက်ကိုစစ်ကောင်စီရဲ့ပျောက်ကြားရှာတို့အုပ်ထုတ်ဆောင်လာတဲ့အရက်ဝတ်လူငယ်တယောက်ကစစ်ကြောရေးအကုံထဲမှာလို့ပြောပြီးဆဲဆိုကဆိုင်ငယ်၂စီးနဲ့လိုက်ပါတယ်။နောက်ထပ်လေအုပ်ထုတ်ဆောင်လာတဲ့လူငယ်တဦးဟာအခြားတဦးနဲ့အတူလူငယ်၄ယောက်ဆိုင်ငယ်နောက်ကိုလိုက်ခဲ့ကြပါတယ်။တနေရာမှာတော့လူငယ်၄ယောက်ကိုမိသွားပြီးစစ်ကောင်စီပျောက်ကြားဆက်သားနဲ့ပြူစောထီရီဆောင်လေးရှိတဲ့ ်ပျောက်ကြောင်းအုပ်ထုတ်ဆောင်လာတဲ့လူငယ်တယောက်ကဦးဆောင်ပြီးလူငယ်၄ယောက်ကို ပါရီရိုက်ခြေထောက်တွေနဲ့ကန်ဖနက်တွေနဲ့အချက်ပေါင်းများစွာထုတ်ချိတ်ရိုက်နဲ့နှိပ်စက်ခဲ့ကြပါတယ်။ဘာကောင်မှမသိပဲဆဲရာလာလို့လေအုတ်ထုတ်တဲ့တယောက်ကပြောရင်ခြေထောက်တွေနဲ့ကန်ခဲ့တာတွေ့ရပါတယ်။လူငယ်လေးယောက်ဟာဒူးထောက်ပြီးလက်အုပ်ချထားတာကိုအချိန်မှများစွာထိုးချိတ်ကန်ကြောက်ခဲ့ကြပါတယ်။အခြားလူငယ်တွေကပါဝင်ရောက်ထိုးချိတ်ရိုင်းနှက်ခဲ့တာကို တွေ့ရပါတယ်။နှိမ့်ဆက်ခံရတဲ့လူငယ်တွေတဲကတအူကိုလည်းရိုင်းနှက်ပြီးဖုံးဆက်ခိုင်းနေတာကိုတွေ့ရပါတယ်။ နောက်ထပ်ရုပ်သံမြင်ကွဲမှာတော့မန္တလေးမြို့လမ်း80ဘောကတရုတ်ပုံချောင်းလို့ယူဆရတဲ့အဆောက်အုံအနေမှာလူငယ်နှစ်ယောက်ကိုပဲရှေ့ရောက်ခံပါရဲအဲ့ဒီအဖွဲ့ကပဲထပ်မံကန့်ကျောက်ထိုးကျိတ်ခဲ့ကြပါရယ်အကင်းပြတဲ့နေရာတွေဟာမန္တလေးမြို့မှာလို့ပြီးပတ်စပရင်ကအချက်လက်ဆစစေးအတီးပြူနိုင်ပါရယ် ရှိုင်းတဲ့သူတွေဟာစစ်ကောင်စီကလက်သက်မွေထားတဲ့ပြူစောထီတွေဖြစ်နိုင်ကြောင်းမန္တလေးဒေသခံအချို့ကပြောပါရယ်ပြူစောထီဆိုအာနာသိန်းဆက်အုပ်စုကပြည်သူစစ်အမည်နဲ့မွေထားသူတွေဖြစ်ပြီးနိုင်ငံတော်မှစစ်တပ်ခိုင်းနာကိုလုပ်ပြီးပြည်သူတွေကိုဖိနှိပ်အကြမ်းဖက်နေသူတွေဖြစ်ပါရယ်အရင်ကတည်းကခိုးဆိုလိုရက်တွေ ဒုစရိုက်မှုလုပ်ငန်းမျိုးစုံလုပ်သူတွေအရှင်ကမဘာသာဆွမ်းအရှင်ဆိုတဲ့သူမျိုးတွေလည်းပါဝင်တက်ပါတယ်။ပြူစောတိတွေထဲမှာတင်ငန်းဝပေါက်ကိုရောဟာလူတီများပါတယ်။အရိယုတ်တန်ဖိုင်ကိုခြေလိုက်ရတဲ့ပြည်သူတွေဟာတောသားထွက်နေကြပြီးရုတ်တန်ဖိုင်နဲ့ပါရိရှိုက်တဲ့သူတွေကိုစုံစမ်းနေကြပါတယ်။မိရင်တော့ကျွန်တော်တို့ကအတင်းကျပ်အခိုင်ခံရတာပေါ်တာဆွဲခံရလို့ပါနဲ့မျက်ခွက်တွေမှတ်ထားတယ်နော်ညီလေးတို့လို့ကဝေးရှေဘော်တို့ကမှတ်ချက်ပြုထားပါတယ်။စစ်တင်နန်း9ရက်တော့တက်ပြီးပြန်လာတော့အခါသူ့ထက်ငယ်တဲ့ကလေးကိုအနိုင်ကျင့်တာသိကြပါတယ်။ ငါငိသီးခံမေးပါညီလေးတို့အတွက်ကလည်းပြန်လည်လက်စွမ်းခြေပေးမယ်လို့ပေါ်လာလိမ့်မယ်ဟုပြည်သူတို့ကအဆိုပါရှုပ်သံမှတ်တမ်းကိုကြည်မှတ်ချက်ပြုထားပါတယ်အခြားပြည်သူတို့ကလည်းကြီးနေရင်းတွေကိုဒေါသထွက်မိလို့ပြောပါတယ်ဝိုင်းဝန်းတို့ချိန်ရိုက်နှက်ခဲ့တဲ့လူငယ်တွေရဲ့အမိလေးစာတွေကိုလည်းပြည်သူတွေကအချင်းချင်းမေးမြန်းစုံစမ်းနေကြတာတွေ့ရပါတယ်။ပြည်သူစစ်တွေတဲ့ဂျပန်တွေထက်စိုးနေပါလားလို့ပြည်သူတို့ကလည်းပြောပါတယ်။ ဆလဘီစေကောင်စီကတက်မ33တက်မမှုနဲ့တက်မ69တက်မမှုတို့ဟာရှားရုံမှထုတ်ပေးပြီး33တက်မမှုကိုစစ်ကြောရေးပို့ထားဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စေကောင်စီသည်၎င်းတို့တက်မ33တက်မမှုနဲ့တက်မ69တက်မမှုတို့ကိုရှားရုံမှထုတ်ပေးပြီး33တက်မမှုဖြစ်သူကိုနန်းရင်းစစ်ကြောရေးတွေဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။တက်မ33တက်မမှုဖြစ်သူဘုံမှုချုပ်ကျော်ဆယ်မြင့်ကိုပြီးခဲ့သည့်ဇွန်လ၄ရက်နေ့တွင်ဖောက်ကန်ပြူဟာမှဆေးရရင်ဖြင့်လှောင်ရောက်ဖမ်းဆီးသွားပြီး မြောက်ပိုင်းနိုင်စစ်ဌာနချုပ်တို့ပူဆောင်ကစစ်စီကရခုနန်းနှင့်စစ်ကြောရေးတို့ဖန်စီခေါ်ဆောင်သွားပြီးဖြစ်ကြောင်းတန်တရင်ရှင်မြင့်ထံမှသိရသည်33တက်မမှုကိုစစ်ကြောဖို့မန္တလေးနန်းတွင်ပူရင်69တက်မမှုကိုတော့နေပြည်တော်တိခေါ်ပြီးစစ်တေနေရီကန်ပြူဟာနာကစကန်အလုံးအသိန်းခံရတဲ့အတွက်အထောင်းခံရမယ်ထင်တယ်ဟုတန်တရင်ရှင်မြင့်က ARR time ကိုပြောသည်တက်မ33တက်မမှုဘုံမှုချုပ်ကျော်ဆန်မြင့်သည်ကြောက်စိမ့်လောက်ကွက်များကိုရှာရုတောင်းဝင်အာနာအလွဲသုံးစားလို့ရေးကိုကျူးရှာစီးပွားရေးလှူဆောင်ခဲ့ခြင်းဖောက်ကန်တို့စစ်ကောင်စီအင်အား603ရေးချီ တက်လာမှုတွင်အင်အားတရာခန့်သာဖားကန်တို့ရောက်ရှိလာခြင်းတို့ကြောင့်ဖမ်းဆီးဆစ်ဆီးနေခြင်းဖြစ်ကြောင်းတက်အတိုင်းဝိုင်းထမ်းမှသိရသည်။တော်ပြင်ဘုံမှုကျော်ကျော်ဆက်မြင်းနေဖောက်ကန်နေစည်ရေးစုမှုထားနိုင်တဲ့အောင်တရင်လိမ့်လေတင်ပြမှုနဲ့စီးပွားရေးခြေလှယ်မှုများအတွက်ရာထူးတောင်းမှဖိရှားထားပြီးအရင်အင်အားတို့ပြောင်းရှိကစစ်ကြောရေးလှုပ်ဆောင်နေသည်ဟုဆိုသည်တက်မ33ဘုံမှုကျော်ကျော်ဆက်မြင်းနေရာတွင်တက်မမှုအသေးဖြင့်စစ်ဦးစီးတက္ကသိုလ်မှဘုံမှုကြီးကောင်းမင်းထုတ်ကိုခန့်အပ်ထားပြီးဖောက်ကန်ပြည်သူတို့ပို့ဆောင်မိဖြစ်ကြောင်းသိရသည် စစ်ကောင်စီသည်ပြီးခဲ့သည့်2023ခုနှစ်ကစကိုင်းမြို့ခြေဆိုင်ခြေမြန်တမဌာနချုပ်အမှတ်33တမမှုကိုကိုလိုင်းနေရောင်ကိုပခုတ်ကိုမြို့ခြေဆိုင်အမှတ်13ခြေမြန်တမဌာနချုပ်တမခတရတမဘုံမူကြီးကျော်ဆက်မြင့်နှင့်အစားထုတ်ခံခဲ့ခြင်းဖြစ်သည်တမ69တမမှုဖြစ်သူဘုံမူချုပ်တင်မောင်ကျော်ကိုလည်းရှာရုံးမှဖိရှားထားပြီးအရင်အင်အားပို့ထားကြောင်းသိရှိရသည်လက်ရှိတွင်ဗရန်တန်နှင့်နေရီကန်ပြူဟာရှိကမာလုံစခန်းနှင့်စည်ရေးစီမံနေသည့်တမ69တမမှုကိုတော်ဝရိုင်းစခန်းကုန်သိမ်းခံရမှုနှင့်ပတ်သက်ပြီး ရှာရုံမှဖေရှားလိုက်ခြင်းဖြစ်ကြောင်းသိရသည်တမောက်ကိုဇက်ကိုတမောက်မှုပုံမှုချုပ်တင်မောင်းကျော်ကိုဆစ်ရှုံသည့်အတွက်နေပြည်တော်သို့ခေါ်ဆောင်သွားပြီး၎င်း၏နေရာတွင်ဟာခအခြေကျဆက်ပြူဝါမှုပုံမှုချုပ်စိုးဝင်းထုံကိုအစားထိုးခန့်မည်ဖြစ်ကြောင်းတပ်သတင်းရှင်းမြစ်ထံမှသိရသည်ဆလဘီဖေကုံနှင့်တိုက်ပွဲများနေစဉ်ပြင်းထန်စွာဖြစ်ပွားပြီးစစ်ကောင်စီဘက်မှငေါထမင်းနှင့်တိုက်ဆုံထားကဒေသခံများစစ်ပီးရှောင်တိန်နေရဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ရှမ်းကိအနေနဲ့ဇက်ရှိဖဲ့ကုံမြို့နယ်ရင်းစစ်ကောင်စီတနင်တော်လင်းတပ်ဖွဲ့တို့ကြောင့်ရခုဆွန်လာအစောပိုင်းမှာစတဲ့ကထိတွေ့တိုက်ပွဲများနေစဉ်ပြင်းထန်နေပြီးဒေသခံများအနေဖြင့်လည်းတတိပိချက်များကိုလိုင်လာကြရင်တော်လင်းတပ်ဖွဲ့များကထုတ်ပြန်ပြောဆိုထားသည်စစ်ကောင်စီသည်ဖဲ့ကုံမြို့နယ်နှင့်ညောင်ရွှေမြို့နယ်အစပ်တို့အင်အားလွန်ကျွမ်းသုံးကစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးနောက်ရှင်းနေသည့်နေစဉ်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီးစစ်ကောင်စီလက်အောက်ခံ PNO PNE ပြည်သူစစ်ဘက်မှငောက်ထက်မနေသည့်ဆုံးကထိခိုက်ဒဏ်ရာရရှိသူအများပြားရှိကြောင်းသိရှိရသည် ဖေကုံမြို့နယ်ထဲမှာဖေကုံနဲ့ညောင်ရှိမြို့နယ်ဆက်ကြားမှာတိုက်ဝဲပြင်းထန်နေတဲ့စစ်ရေးကတော့အခုချိန်နေပြင်းထန်နေတော့မယ်တိုက်ဝဲပိုပြီးပြင်းထန်လာတာကတော့ဇွန်လ၁ရက်နေ့၂ရက်နေ့ကနေစပြီးတော့အခုချိန်ထိပေါ့နော်ထိခိုက်တဲ့လူမှုတွေရှိတာပေါ့နော်ဟုရှမ်းတောင်စစ်ဒေသကွယ် PDF ပြူအအမှတ်၁ပြောရေးဆိုဝင်ရှိသူက ARD Time ကိုပြောသည်ထို့ပြင်စစ်ရေးတင်းမာနေတဲ့ကာလတွင်စစ်ကောင်စီသည်ဖေကုံမြို့နယ်ထဲရှိတိုက်ဝဲဖြစ်ပွားခြင်းမရှိသည့်ခြေရွာများကိုပါလေးဆောင်တိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုများအဆက်မပြတ်ပြုလုပ်နေသည့်အတွက်ကလီးငင်နှင့်အမျိုးသမီးများအပါအဝင် အရှတ်သားသုံးသေးဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်ကျောင်းသားတို့လက်နက်ကြီးထိမှန်ပြီးတိုက်ဆုံသွားတာရှိတယ်။ဒါကလေလက်နက်ကြီးချောင်းမော်နော်တိုက်ဝဲဖြစ်တဲ့နေရာမှာမဟုတ်ဘူးတိုက်ဝဲဖြစ်တဲ့နေရာနဲ့လက်နက်ကြီးပစ်တဲ့နေရာတွေကတအားကွာဝေးသေးတယ်။တခြားစီပဲအနည်းဆုံး9မိုင်10မိုင်လောက်ကတဲ့နေရာတွေကိုရှမ်းသန်းပစ်နေတာပေါ့ဟုအဆိုပါပြောရေးဆိုရင်းရှိသူကဆက်လက်ပြောဆိုသည်။ တိုက်ဝဲဖြစ်ပွားနေမှုကြောင့်ဆိုမရှမ်းတောင်နယ်ဆက်ရှိဒေသခံများမှစစ်ဘေးတိမ်းရှောင်နေကြရပြီးသက်ဆိုင်ရာတော်လှန်ရေးဖွဲ့စည်းများမှလည်းပြည်သူများအနေဖြင့်၎င်းတို့ထုတ်ပြန်ထားတဲ့စစ်ရေးတရီပေးချက်များကိုလိုက်နာဆောင်ရွက်ကြပါရန်လည်းထုတ်ပြန်ပြောဆိုထားကြသည်။ PNO PNA ပြည်သူစေဦးဆောင်လမ်းပြမှုဖြင့်ရှမ်းတောင်ဒေသသို့စစ်ကြောင်းတိုးနေသည့်စစ်ကောင်စီတပ်ဖွဲ့များမှ၎င်းတို့ရောက်ရှိနေသည့်နေရာတလျှောက်ရှိဒေသခံများကိုဖမ်းဆီးစစ်မှုထမ်းခိုင်းခြင်းအတင်းအဓမ္မငွေကြေးတောင်းခံခြင်းနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းများကိုလည်းလုံဆောင်ရွက်ရှိကြောင်းတော်လှန်ရေးတပ်ဖွဲ့များထံမှသိရှိ ရှိရသည်ဆလန်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့အနောက်မကြီးခင်ပြည်ရွာကိုတော်လိုင်းအင်အားစုများဝင်ရောက်တိုက်ခိုက်စခန်းဘက်က၃လုံးထိရရှိပြီးမှအစံဖက်စစ်ကူများကြောင့်ပြန်ဆုတ်ခဲ့ရဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင် မကွေးတိုင်းပကောက်ကိုခရိုင်ပကောက်ကိုမြို့နယ်ကအနောက်မကြီးခံပြည်စော်တေရွာကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုင်မှုမှာစခန်းရလူဆက်စဲအချင်းအကြမ်းဖက်စစ်ကိုအင်အားရတက်လာတဲ့အတွက်ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်းအညာမြေတပ်ပေါင်းစုတရင်တောင်ငန်းကိုပူပူတန့်စင်ကမောင်းကိုပြောပါရယ်။စွန်လ10ရက်နေ့မနက်9:00နာရီအချိန်ကစပြီးပကောက်ကိုမြို့နယ်မြစ်ချေမြို့ကြားမြစ်ချေမြို့နယ်9မိုင်ကွာမှရှိတဲ့အနောက်မကြီးခံပြည်စော်တေရွာကိုတွန်လိုင်းတက်တွေကစခန်းသိမ်းတိုက်ပွဲဝင်ရောက်ဆင်နွှဲခဲ့တယ်လို့သိရပါရယ်။စေအုပ်စုနဲ့တွန်လိုင်းတက်တွေကြောင့်အပြန်အလှန်ထိတွေ့မှုတနအိုက်ခွဲကြဖြစ်ပေါ်ခဲ့ပြီး ပြူစကန်ဘန်ကတုံလုံးတီတုံလင်းတက်တွေရရှိပြီးချိန်မှာဘဲကြီးပြူရွာနဲ့ပခုတ်ကူတက်မှတရားတက်ကစစ်ကူတက်တွေတက်လာတာကြောင့်တုံလင်းတက်တွေပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ကိုပူပူတန့်စိန်ကပြောပါရယ်တိုက်ဝဲတွင်စုပ်စုဘက်က9ရောက်သေးပြီး2ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တုံလင်းတက်ဖွဲ့ဝင်3ရောက်လည်းထိခိုက်ဒဏ်ရာမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါရယ် အစကဒီအနောက်မကြီးကန်တို့ဖဲကြီးတို့ဆိုတာကျွန်တော်တို့အတွက်နည်းမြေအနေထားမသားလို့ရှောင်ထားရတဲ့ရွာတွေပါအခုကျတော့ပေါက်ကပစကိုစစ်ကြောင်းတွေတန်နေကြတယ်အာယုံဆိုင်နေကြတယ်ဒီပြူရွာတွေကအင်အားတွေကိုလည်းထုံထုံထားတော့နောက်ချက်မှကြံခဲ့တဲ့တူတူတစ်ယောက်ပဲရရနှစ်ယောက်ပဲရရဝင်လုံးခဲ့တာပါအဲ့ဒီနေ့ကလေးချောင်းပြတ်တော့မကြုံခဲ့ရဘူးစစ်ကူရောက်လာလို့သာလှိမ့်လင်းမြဲမြဲနောက်ကိုဆုတ်ခဲ့ရတာပါလို့အညာမြေတပ်ပေါင်းစုတရင်တောင်ငန်ကိုဘိုးဘိုးတန်ဆန်ကမောင်းကိုပြောပါတယ် ပြည်စွန်ရင်းရာသိမ်းတိုက်ပွဲကိုအညာမြေတပောင်းစုနဲ့တူအေယာတောင်းတပ်ဖွဲ့ကဦးဆောင်ခဲ့ပြီးနေစီမချ PKU PNPDF ကိုရေးခဲနဲ့ဗလာငိန်အောင်ကောင်းဆောင်လူငယ်ပျောက် जा တပ်ဖွဲ့ Youth Guerrilla Force YGF ဝင်ပလီပျောက် जा တပ်ဖွဲ့ God of Myan မုံတိုင်းပျောက် जा တပ်ဖွဲ့ TYD ပျောက် जा တပ်ဖွဲ့21ပကံ PLY ပောက်ပကပါတခင်ဖူလာကြီးမကွေးခိုင်ပကပါတပ်ခွေချောင်း Barmy Revolution Ranger PLO ပျောက် जा တပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ် ဆလဘီပေါင်းတဲ့မျိုးညောင်နေပင်ရွာနေတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၂ဦးသေဆုံးဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းပေါင်းတဲ့မျိုးနဲ့ညောင်နေပင်ရွာနဲ့မအူခင်ရွာကြားမှာစစ်ကောင်စီတပ်ဖွဲ့နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က၁၂ဦးသေဆုံးကလက်နက်ခဲယံအချို့ကိုလည်းသိရှိရရှိခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနအမှတ်၂၁ပြုဟာပြည်ခိုင်တရင်နှစ်ကရမန်နေ့ဇွန်လ၁၇ရက်မှာထုတ်ပြန်ထားပါတယ်။ ေါက်ခေါက်မြို့နယ်တွင်ခြေရွာတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်မီးရှို့နေတဲ့အင်အားတရာဝန်ကျင်မှစစ်ကောင်စီတပ်ဖွဲ့ကိုဒေသကာကွယ်ရေးတပ်ဖွဲ့တွေကရခုတ်စွန်လာ၃ရက်ကကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲတွင်ပြည်မြို့ခြေဆိုင်စစ်ကောင်စီအမှတ်၃ကာကွယ်ရေးပစ္စည်းစက်ရုံက၃ဦးအုံရှိပင်ခြေဆိုင်အမှတ်၆ကာကွယ်ရေးပစ္စည်းစက်ရုံ၃ဦးအမှတ်၆ရက်တဲ့ဒုံတရင်က၂ဦးတို့သေဆုံးခဲ့တယ်လို့သိရှိရပါတယ်ဒါပြင်စစ်ကောင်စီထံက60မမကွန်မန်ဒိုစိမ်းမြောင်း၂လက် MA1 ၂လက် MA3 6လက်လက်ပစ်ဗုံး၂လုံး MA1 ခြေပေါက်၃ခု MA3 ခြေပေါက် ောင်း5ခု၊ခြေသတိကြည်ပေါင်းတစ်ခု5.56ကြီး56တောင်း7.62ကြီး16တောင်းအိုင်ကွန်ဆက်တလုံး WY စိတ်ကြဆေးပြား150နဲ့စစ်ဘက်အုံဆောင်တွေကိုလည်းတင်စီရရှိခဲ့ပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်းစီဘက်ကလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တိုက်ခိုက်ခဲ့တာကြောင့်တော်လိုင်းရှဲပေါ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ဒါပြင်အရင်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်းစီက Jet Fighter လေးရင်2စီးနဲ့ဘုံသီး6လုံးကျဲချတိုက်ခိုက်ခဲ့ပြီးစစ်တပ်လေးတွေ2စီးနဲ့လည်းဘုံသီး၄လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ပြည်ခိုင်363ညနဲ့တရင်ကလည်းဖို့ ော်ပြထားပါတယ်။ညောင်နေပင်ရွာနေချပြတ်တက်ခိုင်မှုစစ်စင်ရေးကိုပြည်သူ့ကော်ဝေးရဲတပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေပြူဟာ27လောက်အောက်ခံပြည်ခိုင်တရင်နဲ့တရင်363ညနဲ့တရင်ယုံတက်ခွဲ3တက်ခွဲ4နဲ့ပြည်ခိုင်တရင်တက်တရင်363ညတဲ့ပြည်ခိုင်ပြည်သူ့ကော်ဝေးအဖွဲ့ပါကဖောင်ရွှေတောင်ပါကဖာပေါကောင်းပါကဖာနဲ့တရားရီခဲအမှတ်1တရင်383ညတဲ့တက်ခွဲ3နဲ့စစ်တီအဖွဲ့တက်ခွဲ6 ARA ညီနောင်ဖွဲ့တို့ကပုံအောင်တိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။